ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးနဲ့တရားစွဲဆိုခံထားရတဲ့ဥမျိုးရန်အောင်သိန်းအတွဲ၄ချိန်မြောက်အာမခံကိုဇန်နဝါရီလ10ရက်နေ့ရုံးချိန်မှာထပ်မံလျှောက်ထားခဲ့ပါတယ်။စိုးရွဇော်ကနေသတင်းပေးပို့ထားတာပါရှင်။စတေးဥပဒေပုံမှန်66ကာကြီးနဲ့တရားစွဲဆိုခံထားရတဲ့ဦးမျိုးရန်အောင်သိန်းအတွက်ပုံမှန်၄ခုခွန်တဲ့အရာတရားသူကြီးကတိုက်ရိုက်အာမခံပေးခွင့်ရှိတဲ့အာမခံကိုထပ်မံလျှောက်ထားခဲ့တာပါ ပြီးခဲ့တဲ့ယုံချိန်မှာအာမခံထက်မှန်လျှောက်ထားဖို့မလုပ်ဘူးလို့ပြောဆိုခဲ့ပေမဲ့ထောင်နဲ့သုံးနှစ်အထိတာချမှတ်နိုင်တဲ့အမှုဖြစ်တဲ့အတွက်အာမခံပေးဖို့ထက်မှန်လျှောက်ထားခဲ့တာဖြစ်တယ်လို့ဦးမျိုးရနောင်သိန်းရှိနေကပြောပါရယ်။ဟိုကျွန်တော်လျှောက်တဲ့ပုံမှာကျင်းလို့ပုံမှာဒီကော့ကွန်တက်ဒီကော့ကွန်တက်မှာဘယ်လိုပါတယ်လဲဆိုတော့ဒီထောင်နဲ့သုံးနှစ်နဲ့ထောင်နဲ့အနည်း20ရှားတဲ့အမှုတွေတက်တာအဲတက်တာအမှုတွေဟုတ်လားတရားသူကြီးကအာမခံပေးဖို့ရှိတယ် သူတို့ပေးတဲ့တရားမှာအဲ့ဒါအစိုးရရှိနေဘက်ကကန့်ကွက်သလားမကန့်ကွက်ရင်တော့အမကံပြီးဒါကန့်ကွက်ရခဲ့လို့ရှိရင်လည်းသူကဘာအကြောင်းပြပြီးကန့်ကွက်အဲ့ဒီအကြောင်းပြချက်ကလည်းခိုင်လို့လို့ဆိုတော့ခုနပြောသလိုဥပဒေမှာပါတာအဲ့ဒါထွက်ပြေးနေတဲ့လူလားတော့နောက်ပြီးတော့ဟာလာဒီတက်တဲ့တွေကိုကြော်ရောတောင်းနိုင်လားအနောက်ပြီးတော့ဟာလာဒီပြစ်မှုတွေကျွတ်လို့လေကျွတ်လို့ထားရှိတဲ့လူလားကျွတ်လို့ထပ်ပြီးတော့ကျွတ်လို့နိုင်တဲ့အနေထားရှိတယ် တို့အခြေအနေမျိုးရှိမှလားတို့ကအမကောင်လက်မခံမပေးပဲတည်လို့ရကျန်တဲ့အခြေအနေမျိုးပါအားလုံးကကျွန်တော်ဘုရားသခင်ရဲ့တဘောတည်းပဲအာဘကပေးလို့ရှိဟုတ်ကဲ့တမလကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ကိုဝေဖန်ပုတ်ခတ်ရေးသားခဲ့တဲ့အတွက်စစ်တေရဲ့ဥပဒေပုံမှန်66ကာကြီးနဲ့တရားစွဲဆိုခံထားရတဲ့ဦးမျိုးရန်အောင်သိန်းအတွက်အမကန်ထက်မှန်လျှောက်ထားခဲ့တဲ့အပေါ်လက်ရှိအချိန်မှာအစိုးရရှိနေဘက်ကကန့်ကွက်နေပါတယ် ။လာမယ့်ရုံးချိန်မှာအစိုးရရှိနေဘက်ကကန့်ကွက်တာမှအကြောင်းပြချက်မခိုင်လို့ရင်ဦးမျိုးရန်အောင်သိန်းအတွက်အမတ်ခံရရှိဖို့အလားအလာရှိတယ်လို့အကျိုးဆောင်ရှိနေကပြောပါရတယ်။ဥပဒေပြဋ္ဌာန်းချက်ပါဘူးကကျွန်တော်ခုနကပြောသလိုဒီလိုအခုလိုနဲ့မတက်ဆိုင်ပါဘူး။ဒါကြောင့်မို့ကျွန်တော်တို့နောက်တစ်ခါရုံးချိန်ပါကျွန်တော်အမတ်ခံရဖို့အလားအလာကျွန်တော်များပါအော်သူကဒါပဲသူကဒါပဲကောက်ွက်ထားတာသူကောက်ွက်နဲ့ကောက်ွက်ချက်ကလေအခုပြောစားနေတော့ကိုက် လက်ရှိချိန်မှာတော့စက်တွေဥပဒေပုံမှန်66ကကြီးနဲ့တရားစွဲဆိုခံရတဲ့အမှုတွေထဲမှာ၅ဦးအထိအာမခံရှောက်ထားမှုရရှိခဲ့ပြီးပြီးခဲ့တဲ့အပတ်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတရားစွဲဆိုထားတဲ့11 Media CEO နဲ့ Area ချုပ်တို့လည်းအာမခံရရှိခဲ့ပါတယ်။ကျမတို့ဆိုရည်ဆိုပါရှင့်။